ယဟန်တို့တဲ့တခုသောတရားကိုပွားများမယ်ရှိလို့ရှိရင်အကျိုးကျေးဇူးခုနှစ်မျိုးရနိုင်တယ်တဲ့အဲ့ဒီတခုသောတရားဆိုတာဘာကိုပြောတာတုန်းဆိုတော့မရဏနုဒတိကနာကိုရဲ့ပျက်စီးရလိမ့်မယ်ဆိုတဲ့အမှန်တရားကိုအဖန်မအမှတ်မှတတိယနေခြင်းပွားများအထုတ်နေခြင်းဟုတ်လားအဲ့ဒီတခုသောတရားကိုပွားများလို့ရှိရင်ရရှိမဲ့အကျိုးကျေးဇူးကဘာတွေတော့နံပါတ်1ဤကန္တနိဗ္ဗိဒါယတေချာပေါက်တန်တရားဝဆင်းရဲကိုညင်းငွေတဲ့ဉာဏ်ကိုရမယ်တဲ့ ုတ်လားတကယ်တမ်းကရှင်းသန်းနေရတဲ့ဖြစ်နေရတဲ့ဒီအနေထားကြီးကตายာစရာကြည်နူးစရာကိစ္စကြီးမဟုတ်ဘူးလို့ဆိုပါတယ်ဒါပေမဲ့ကိုယ့်ရဲ့အတိဉာဏ်ကဒါကိုမှန်မှန်ကန်ကန်မသိနိုင် မမြင်နိုင်သေးတော့ဘဝကိုตายာစရာကြည်နူးစရာလို့ထင်တဲ့အခါတွေလည်းရှိမယ်ပေါ့အဲ့ဒါတေခြင်းတရားကိုသာမှန်မှန်စဉ်းစားလို့ရှိရင်ဘဝဟာตายာကြည်နူးစရာမဟုတ်ဘာမှအနှစ်သာရမရှိတဲ့သဘောတေဆုံးကြောက်ွယ်သွားရမယ်ဘဝတည်ဘာတန်ဖိုးမှမရှိဘူးဆိုတာကို ူ့ကိုဘယ်သူမှတင်ကြားစရာမလိုတည်ရင်တရားကိုစဉ်းစားခြင်းအဖြစ်အဲ့ဒီအဖြစ်မှကိုသူ့သူရယူနိုင်တယ်။နောက်ဘသူတွေကဘာတွေပြောလို့မှနားယောင်သွားစရာအကြောင်းမရှိဘူး။တည်ခြင်းတရားကိုသာတစ်ခါတစ်ခါစဉ်းစားစဉ်းစားတဲ့နေရာမှာသောတော်ဘုံဘုံတို့ပြောသလိုအချိန်မူရေးတည်နိုင်တယ်လူတိုင်းတည်ရမယ်ဒီနှစ်ချက်ကပါဖို့လိုတယ်နော်။လူတိုင်းတည်ရမယ်ဆိုတာလည်းပါဖို့လိုတယ်။နောက်မှရှင်ကိုယ်ပဲအနှစ်သာရမရှိနေသလိုကျန်တဲ့လူတွေကတော့အနှစ်သာရရှိနေသေးတယ်လို့ထင်နေမှာဆိုရသေးတယ် တော့တလောကလိုအကုန်လုံးအတူတူနဲ့အနုနုတွေကြီးပဲဒီပို့ထဲရပဲဒီပဲကြီးပဲဆိုတဲ့ပမာစကပုံတို့ပဲဟုတ်ရဲ့လားအကုန်လုံးသေဆုံးပြောက်ကွဲရမယ့်လူတွေကြီးပဲဒါကိုအမြင်ရှင်းထားတယ်အဲ့ဒီရှင်းထားတဲ့အမြင်ကိုတက်ကတက်ကဖြစ်အောင်ကြိုးစားတယ်ဆိုလို့ရှိရင်ဧကန္တနေပိဓာယနော်သေခြင်းဖြင့်အဆုံးတက်ရမယ်ဘဝရဲ့တန်ဖိုးမဲ့ပုံကိုသိမြင်နားလည်ပြီးတော့ဘဝရဲ့ပုံမှာညီငွေတဲ့စိတ်ကိုမြန်မြန်ဆန်ဆန်ရနိုင်တယ်ဧကန္တဆိုတဲ့စကားလုံးလေးတောင်သုံးထားတယ်နော်ဧကန္တနေပိဓာယ နိဗ္ဗိဒာယဆိုတာဘာလို့ညီးငွေတာဧကန္တဆိုတာတေချာဘောက်လို့ပြောတာဟုတ်လားတေခြင်းတရားပေါ်စဉ်းစားရင်တေချာဘောက်ညီးငွေတဲ့စိတ်ညီးငွေတဲ့ဉာဏ်ကိုရမယ်တဲ့ဒါနံပါတ်1အကျိုးကျေးဇူးဧကန္တနိဗ္ဗိဒာယဝိရာဂာယနံပါတ်1အကျိုးကျေးဇူးဝိရာဂာဆိုတာဇာကအစရှိတဲ့ကိရိတာခသိမ်းကင်းပြတ်တာဒါဝိရာဂာလို့ပြောတာတော့ဦးဇင်းတို့လော်လော်လေးနားလည်အောင်ပြောရရင်တော့တေခြင်းတရားကိုစဉ်းစားလို့ရှိရင်ဘဝရဲ့ပုံမှာကာမရဲ့ပုံမှာ မဲ့မောတဲ့ဆွဲမဲ့တဲ့ယာဂတ်တက်တွေကင်းကွာသွားနိုင်တယ်။ဆွဲမဲ့မှုကင်းသွားနိုင်တယ်။ဒီဆွဲမဲ့မှုကင်းတယ်ဆိုတာကနော်နေရာတော်တော်များများမှာသုံးတယ်။နိဗ္ဗာန်ကိုရည်ညွှန်းတဲ့အခါမျိုးမှာလည်းသုံးတာရှိတယ်။နော်ဆွဲမဲ့မှုအလုံးကင်းသွားရင်ချမ်းသာမှုအစစ်မှန်ကိုရမှာ哦ဟုတ်ရဲ့လား။အဲ့ဒါမြတ်စွာဘုရားကတေခြင်းတရားကိုစဉ်းစားရင်နံပါတ်1ဝိဒါဂါယစိတ်ဟာဆွဲလမ်းမဲ့မှုအလုံးကင်းကွာသွားနိုင်တယ်။နောက်နံပါတ်3និရောဓာယတဲ့ နိရောဓဆိုတာဝိတုခခသိချုပ်ငိမ့်တာကိုပြောတာနော်သောသောကရာဂဆိုတဲ့ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့ကိလေသာတရားတွေကင်းသွားပြီဆိုရင်အကျိုးတရားဖြစ်တဲ့ဒုက္ခတွေကလည်းချုပ်သွားနိုင်တယ်ပေါ့ဝိရာဂဆိုတာဒုက္ခရဲ့အကြောင်းတရားတွေကင်းကွာသွားတာနိရောဓဆိုတာကနော်ဒုက္ခဆိုတဲ့နော်ဝိစင်ရဲ့ကြီး ချုပ်သွားတာနိဗ္ဗာန်ကိုပဲညွှန်းတာပဲနော်ဟုတ်လား နေရောဓာယနောက်ဆုံးဒုက္ခခတ်သိချုပ်ငိမ့်သွားတယ်ဆိုတော့အကျိုးရလတ်ကိုတောင်ရှာနိုင်တယ်တဲ့။ဒေချာပေါ့ညင်ွေတဲ့ညံကိုရမယ်ဆွဲမဲ့မှုကင်းမယ်ဒုက္ခခတ်သိချုပ်ငိမ့်မယ်။နောက်၄ခုမြောက်ပါပြောတော့ဥပတမာယဥပတမာယဆိုတာနှလုံးစိတ်ဝမ်းငြိမ်းအေးတာကိုပြောတာ။နောက်ဥပတမဆိုတာငြိမ်းအေးတာဟုတ်လားစိတ်ထဲမှာအပူဓာတ်မရှိဘူးအလောင်းဓာတ်မရှိဘူး ာပူတာဆွေးတာစိုးရိမ်တာဘာမှ မရှိဘူးเนาะစိတ်ထဲမှာအလွန်တရာမှငြိမ်သက်တယ်အလွန်တရာမှငြိမ်အေးတယ်အဲ့ဒါကိုပြောတော့ဥပသမတဲ့တေခြင်းကိုစဉ်းစားရင်အဲ့ဒီအကျိုးကျေးဇူးရမယ်ဆိုတာကိုဟုတ်မဟုတ်ကိုယ်တိုင်လက်တွေ့เนาะစမ်းသပ်ကြည့်ခြင်းအဖြစ်မြတ်စွာဘုရားရဲ့ဒေသနာတော်တွေကိုထောက်ခံနိုင်ဖို့လိုတယ်ပေါ့ဟုတ်ရဲ့လားတချို့အရာကစာလုံးကြည့်နေုံမျှနဲ့တကယ်မသိနိုင်ဘူးဒေသနာတော်တော်များများကသူက လက်တွေ့ကြိုးစားကြည့်မှသာလေအတိတ်ပဲကိုအထိုက်လျောက်နားလည်နိုင်တာဟုတ်လားခုပြောထားပြီနော်အကျိုးကျေးဇူးဥပဒမာယနှလုံးစေဝံငြိမ့်အေးမေတဲ့စဉ်းစားတဲ့အချိန်ဒါကတေးချင်းကိုစဉ်းစားရင်ဩစိတ်တွေပြက်ပြီးတော့နော်စိတ်တွေများရှုပ်ထွေးပြီးတော့ဩဘလို့ဒီမင်းဖြစ်မလဲမသိဘူးလို့တချို့တွေးကျင်တွေးမယ်အဲ့လိုမဟုတ်တဲ့ချင်းကိုစဉ်းစားခြင်းအဖြစ်ဘဝရဲ့အနေထားမှန်ကိုသိပြီးတော့စိတ်ဟာငြိမ်အေးနိုင်တယ် ဥပသမောယပြီးတော့ပါပြောတော့အဘိညာရတဲ့အဲအဲ့ဒါလေးတော့နည်းနည်းလေးဥစဉ်ကဥစားပြီးပြောရင်အဘိညာရဆိုတာဘာပြောတာတော့တဲ့ရုပ်တက်တန်တဲ့သဘာဝတရားတွေရဲ့ပုံမှာအနိစ္စဒုက္ခအနတ္တလို့လက္ခဏာရဲ့၃ပါးကိုထူးသောဉာဏ်ဖြင့်သိသွားနိုင်နေတဲ့ဝိပဿနာဉာဏ်ရနိုင်တယ်လို့ပြောတာဗျာ။နော်တည်ခြင်းကိုစဉ်းစားလို့ရှိရင်အနိစ္စဒုက္ခအနတ္တကို မြင်နိုင်တယ်လို့ပြောတာ။တက်ဒီနေရာမှာစဉ်းစားတာကတော့တဘဝတစ်ခါသိရမယ်တည်ခြင်းပဲ။အဲ့ဒါကိုကြိမ်ဖန်များစွာစဉ်းစားခြင်းအဖြစ် ထခထခဖြစ်ပေါ်ပြီးတော့ထခထခပျောက်ပြက်နေရတဲ့ဒီခဏိကမရဏသဘောကို မြင်သွားနိုင်တယ်သိသွားနိုင်တယ်။နောက်အချိန်တိုင်းကြောက်ွယ်နေရတဲ့သဘောကိုမြင်သွားနိုင်တယ်သိသွားနိုင်တယ်။နောက်ခုတင်လေးဖြစ်ခဲ့တာဟိုဘက်မရှိတော့ဘူးအခုဖြစ်နေတာကအတ္တ။ဟာ။နောက်အဲ့ဒီအတ္တကလည်းရပ်တည်နေတာမဟုတ်ဘူးနောက်ထပ်အတ္တတစ်ခုဒလဇက်ဖြစ်နေပြန်နေ။နောက်သိခြင်းကိုစဉ်းစားတဲ့ဒီတတိရဲ့စွမ်းအားကြောင့်ဒီဉာဏ်ပညာရဲ့စွမ်းအားကြောင့် တခဏတိုင်းဖြစ်ပေါ်ပြီးတော့တခဏတိုင်းပဲပျောက်ပြက်လိုက်နေတယ်เนาะအလွန်အနုစိတ်တဲ့အနိစ္စသဘာဝကိုသိသွားနိုင်တယ်မြင်သွားနိုင်တယ်ဒါဝင်လည်းပဲလက်တွေ့စူးစမ်းခြင်းအဖြစ်ထောက်ခံနိုင်အောင်အားထုတ်ကြည့်ရမယ်ပေါ့အဲ့ဒီအနိစ္စကိုမြင်ပြီဆိုရင်ဒုက္ခအနတ္တဆိုတာကိုမြင်ဖို့လည်းအခက်အခဲမရှိဘူးပေါ့ဒါကိုပြောတာเนาะအပိညာယထူးသောဉာဏ်ဖြင့်သိလိမ့်မယ်ဆိုတာဒါပြောတာတာမန်တိရိုးတိစဉ်အတိထက်လွန်မြတ်တဲ့အတိကိုအပိညာလို့ဒီလိုသုံးတာ နော်နောက်ပြီးတော့ဗာပြောတော့တံဘောဒါယတစ္ဆာလေးပါးကိုထွင်ပေါက်ပြီးတော့တီးတဲ့မဲ့ညံဆိုတာကိုတောင်ရလိမ့်မေးတဲ့ဟာတော့တည်ခြင်းတရားကိုစဉ်းစားရင်မဲ့ညံဖုန်ညံတောင်ရနိုင်တယ်လို့ပြောတယ်နော်အဒီအချက်ကိုတော့ပိဋကပေါင်းသူတော်ကောင်းတို့ဒါမြတ်စွာဘုရားတပည့်ညွတ်တညာကိုယုံကြည်သောအဖြစ်နောက်စိတ်ထဲမှာသိခြင်းတရားရဲ့ပုံမှာစဉ်းစားတဲ့ဒီဘာဝနာရဲ့ပုံမှာယုံကြည်မှုကိုတိုးတက်စေရမယ်ပေါ့ဟုတ်လားအဘိညာယတံဘောဓာယ နိဗ္ဗာန်ကိုသာတွင်ပေါက်ပြီးတော့သိနိုင်မယ်မြင်နိုင်မယ်အဲ့ဒီမဲ့ညာဖုံညာရမယ်ဆိုရင်ဒါဒုက္ခကတိငြိမ့်နိုင်တာ哦ဟုတ်လားနောက်ဆုံးပါပြောတော့နိဗ္ဗာန်နာယသာဝတ္တိအနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့အနေဓာတ်ဒီရောက်သွားမယ်လို့အကျိုးကျေးဇူးခုနှစ်မျိုးမြတ်စွာဘုရားဟောပြတယ်။သိခြင်းတရားကိုစဉ်းစားခြင်းကြောင့်ရရှိမယ့်အကျိုးကျေးဇူးခုနှစ်မျိုး